လုံငန်းတဲ့ပိုင်းမှာအမဲလိုက်ပွဲကစားတင်လိုက်တယ်။ပြန်ပွဲစားတဲ့ချိန်မှာပဲစမ်းရှာကရောက်လာတယ်။အဲတော့ကျန်နွေးလူတွေအကလုံးကလည်းပျော်သွားကြတယ်။နောက်ဆုံးမှာတော့ဝိညာဉ်အလင်းထဲနဲ့မြေတွေကိုတယောက်ပြီးတယောက်ဝင်သွားတယ်။မူချန်ကလည်းလော်လီရဲ့လက်ကိုဆွဲပြီးအလင်းထဲနဲ့မြေတွေကိုဝင်သွားလိုက်တယ်။ဗီဒီယိုလေးမဆက်ခင်ကျွန်တော် like and subscribe နှိပ်ပါ။အားလုံးကျေးဇူးတင်ပါတယ်။ဝိညာဉ်အလင်းထဲနဲ့မြေရှေ့ဟောင်းတွေလိုဖြစ်နေတဲ့ထူးဆန်းတဲ့ကဘာတစ်ခုကထွက်ပေါ်လို့လာတယ်။ကောင်းဝင်တစ်ခုလုံးကအရန်ကိုမလင်းလက်ပေမဲ့ ထိုင်လန်းစရာကောင်းလုံးနဲ့ဝိညာဉ်စွမ်းအားတွေရှိနေတယ်။တင်းထန်လုံးနဲ့ဝိညာဉ်စွမ်းအားကြောင့်ပဲတိုင်တိုင်းတွေကကောင်းကင်တဝမ်းမှာလွတ်မြောလို့နေတယ်။ကောင်းကင်ဘဝနဲ့အလင်းနဲ့မြောက်များစွာကတောင်ပေါ်ကိုချလာတယ်။ဒီအလင်းနဲ့ဝိညာဉ်နယ်မြေကမကျေဘူးဆိုပေမဲ့တောင်တန်းတွေတော်တော်များတယ်။အကရေလူတွေကဒီထဲကိုချလာမယ်ဆိုရင်တယောက်နဲ့တယောက်ကမြင်ဖို့ဆိုတာတော်တော်လေးခက်ရင်တယ်။တောင်ကုန်းလင်းတစ်ခုပေါ်မှာတော့အလင်းနဲ့လေးနှစ်ခုကပြန်ပြီးတော့အောက်ကိုဆင်းသွားတယ်။အဲ့ဒီနှစ်ခုကတော့မူချန်နဲ့လောလီပဲ။မူချန်ကဟိုးဟိုးဒီဒီလိုက်ပြီးတော့ကြေးလိုက်တယ်။ ပြီးတော့သူကတော်တော်လေးအံ့ဩသွားတယ်။တော်တော်လေးကိုပြင်းထန်လုံးနဲ့ဝိညာဉ်ဆွမ်းအားတွေပဲ။ဒီနေရာကအ ਨੇ ဆုံးအစင်းခွင်းနဲ့ဝိညာဉ်အစီမံနဲ့ကိုက်ညှိနေတယ်။ဒါပေမဲ့ဒီနေရာရဲ့လှုပ်ရှားမှုတွေကအာနေနေသေးတယ်။ဒီနေမြေကိုဖန်တီးရတာတိတ်မကြသေးဘူး။လောလီကလည်းကောင်းချင်းလိုက်တယ်။ပြီးတော့ဟိုဟိုဒီဒီလိုက်ကြည့်ပြီးပြောတယ်။ဒါအပြင်ကိုဒီနေရာကကြာကြာနေဖို့လည်းမသင့်တော်ဘူး။ဒီနေရာကဝိညာဉ်ဆွမ်းအားတွေများတဲ့ဆိုပေမဲ့ကျောင်းသားတွေအသွင်အားလေ့ကျင့်ဖို့မဖွင့်ပေသေးဘူး။ ဘာလို့လဲဆိုတော့တာမန်လူတွေဒီမှာနေလို့ရှိရင်ဒေါခရောက်နိုင်လို့ပဲမူချန်ကပြောတယ်တန်းနိုင်တယ်လားဝိညာဉ်အလင်းတန်းတွေကိုမြ мян ရအောင်စူးစောင်းကြစို့ဝိညာဉ်အလင်းတန်းအခွင့်အာဏာလို့ခေါ်တဲ့အရာကလည်းကိုရရှိတဲ့ဝိညာဉ်အလင်းတန်းပမာဏကိုကြည့်ပြီးရမှာပဲလူတယောက်ကဝိညာဉ်အလင်းတန်းပမာဏနည်းနည်းပဲရမယ်ဆိုရင်ဝိညာဉ်အလင်းတန်းအခွင့်အာဏာကိုရဖို့ကလည်းချင်တော့မလွယ်ဘူးအဲ့ဒါကြောင့်သူကဒီမှာလာပြီးအချိန်ဖုံးသလိုဖြစ်သွားလိမ့်မယ်ဒီဝိညာဉ်အလင်းတန်းနဲ့မြင်မှာတော့ဝိညာဉ်အလင်းတန်းကိုလိုချင်ရင်လောက်ရမယ့်တစ်ခုတည်းတော့နီလန်က ဝိညာဉ်ဥလေးတွေကိုတတ်ဖြတ်ဖို့ပဲဝိညာဉ်ဥဆိုတဲ့အရာကတော့ဝိညာဉ်စွမ်းအကြောင်းဖြစ်ပေါ်လာတဲ့လူပုံစံနဲ့တူတဲ့အရာလေးတွေပဲဝိညာဉ်ဥလေးဆိုပြီးသူတို့ကိုအထင်သေးလို့မရဘူးသူတို့တွေကစဉ်းစားနံ့တိတ်မရှိဘူးဆိုပြီးမှစွမ်းအားကတော့မနှိမ့်လာဘူးမူချမ်းရခဲ့တဲ့တည်ရင်ရဆိုရင်ဒီဝိညာဉ်အလင်းတဲ့နေမြေမှာတော့လူပုံစံဝိညာဉ်ဥလေးတွေကိုအဆင့်၃ပိုင်းနဲ့ပိုင်းခြားထားတယ်အနည်းဆုံးအဆင့်ဝိညာဉ်နယုတ်ဒုတိယအဆင့်ဝိညာဉ်မြင်ယုတ်အမြင့်ဆုံးအဆင့်ကတော့ဝိညာဉ်ဘယင်တို့ပဲ အနိုင်ဆုံးအဆင့်ရှိတဲ့ဝိညာဉ်နယ်ရုပ်ကတော့ပေါင်းဆက်ကောင်းကင်အဆင့်စွမ်းရည်တွေကိုပိုင်ဆိုင်ထားတယ်ဒုတိယအဆင့်ဝိညာဉ်မြင်ရုပ်ကတော့ကောင်းကင်ကူပြောင်းခြင်းအဆင့်ရဲ့အစွမ်းကိုပိုင်ဆိုင်ထားပြီးတချို့အစွမ်းထက်လွန်တဲ့ဝိညာဉ်မြင်ရုပ်အဆင့်ရှိတဲ့အရာတွေဆိုရင်တော့ကောင်းကင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်စွမ်းရည်ကိုပိုင်ဆိုင်ထားတယ်ဒီလိုအဆင့်ရှိတဲ့ဝိညာဉ်ဥတွေတွေကမြောင်များစွာသောဝိညာဉ်အလင်းနာတွေကိုရရှိစေတာကြောင့်ကြောင်းသားတွေအတွက်စိတ်ဝင်စားစရာတစ်ခုဖြစ်လို့နေတယ်အစွမ်းထက်ဆုံးလူပုံစံဝိညာဉ်ဥတွေကိုတော့ဝိညာဉ်ပရင်လို့လူတွေသိများကြတယ် ဝိညာဉ်အလင်းနဲ့နေမြင်တစ်ခုလုံးမှာတော့သူတို့လိုအရာတွေကတိတ်မများစားစားမရှိပေမဲ့ရှိခဲ့ရင်လည်းထိတ်လန့်စရာကောင်းလုံးနဲ့အစွမ်းကိုပန်ဆိုင်ထားကြတယ်။ဝိညာဉ်ဘရင်တွေကတော့အသိပညာတကူရှိနေရုံသာမကသူတို့ရဲ့အစွမ်းကလည်းကောင်းကင်အပိသက်ခြင်းအစင်းနဲ့တူညီတယ်။မူချန်နဲ့လောလီကလက်ရှိနေရာကနေတခြားနေရာကိုပြန်ပြီးတော့သွားကြတယ်။ဥတီချက်ရေရေရရမရှိဘူးဆိုပေမဲ့သူတို့တွေကဝိညာဉ်အလင်းနဲ့နေမြေရဲ့အသွင်ပိုင်းကိုပြန်သွားကြတယ်။၁၀မိနစ်လောက်ပြန်သွားပြီးတော့အချိန်မှတော့မူချွန်ရဲ့မျက်လုံးတွေကချက်ချင်းလင်းလက်လာတယ် သူကအရှိန်ကိုချော့ချလိုက်တာနဲ့သူ့ရဲ့အရှိမတောက်ပလုံနဲ့အလင်းနေရှိနေပြီအဲ့ဒီအလင်းတွေကလည်းလူပုံစံနဲ့တူညီတယ်အဲ့ဒီအလင်းရဲ့ပက်လဲမှာလည်းထူဆန်းတဲ့ဝိညာဉ်ဆွမ်းအန်တွေထွက်ပေါ်လို့နေတယ်ဟိုယာတွေကလည်းမူချမ်းတို့ကိုခန်းစားမိလိုက်တာနဲ့မိဆာတကောင်လာပဲမူချမ်းနဲ့လောလီစီကိုခက်မြက်မြန်ပြန်လာတယ်မူချမ်းကဥစွာအရှိန်တင်ပြီးတော့သူ့စီကိုပြေးဝင်လာတဲ့လူပုံစံနဲ့အလင်းကောင်ကိုလက်ဝါးနဲ့ရိုက်ချလိုက်တယ် သူ့ရဲ့လုံဝါချက်ထိသွားတာနဲ့ဟူလူပုံတရံအလင်းရောင်ကချိန်မှားပျက်စီးသွားတယ်အလင်းနဲ့နဲ့လူပျက်စီးသွားတာနဲ့အဲ့ဒီပျက်စီးသွားတဲ့နေရာတွေကနေအနီရောင်အလင်းနဲ့လေးအခုထွားပေါ်လာတယ်အဲ့ဒီအလင်းနဲ့ကအဝေးကိုပြေးမလို့လောက်တဲ့ချိန်မှာပဲမူချန်ကလှမ်းပြီးဖန်ထားလိုက်တယ်မူချန်ရဲ့လက်ထဲကိုရောက်သွားတာနဲ့အလင်းနဲ့ကတဖြည်းဖြည်းတေးသွားပြီးနောက်ဆုံးမှာတော့ဂေါ်လီလုံးတတလောက်ပဲချန်တော့တယ်မူချန်ကပြောတယ်အဲ့ဒါကဝိညာဉ်အလင်းတန်းလားလော်လီကပြောတယ်အဲ့ဒါကတာမန်အစင်းဝိညာဉ်နဲ့ရုပ်လေးပဲမူချန်ကတပင်းချလိုက်တယ်ကဲ ဒါကအစိမ့်နှိမ့်ဆိုရင်ဘာမှဖြစ်ဘူး။ငါတို့တွေနောက်ထပ်ဆက်ရှာကြတာပေါ့။လော်လီကတော့ဂျန်နေရတွေဘာမှသူကစိတ်မဝင်စားဘူး။သူဒီကိုလိုက်လာတာကလည်းမူချန်ဒုက္ခရောက်မှာဆိုလို့ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ကဆက်ပြီးတော့သွားကြပြန်တယ်။တဏှာရင်လောက်ကြသွားပြန်မယ်။သူတို့နှစ်ယောက်မှာအနှိမ့်ဆုံးဝိညာဉ်နယ်ရုပ်လေးတွေရဲ့အလင်းနှန်းကိုပဲရရှိခဲ့တယ်။ဒေလိုရာဆက်ပြီးတော့အစင်းနဲ့နေရုပ်တွေကိုပဲရမယ်ဆိုရင်မူချန်တဖြည်းဖြည်းစိုးရင်တာကသူ့အလေးနံအခွင့်အာဏာကိုမရမှာပဲ ရရမြဝိညာဉ်အလင်းတန်းလေးကိုတိမ့်ပြီးတော့မူချန်ကနောက်တစ်ခါလိုက်ရှပြန်တယ်။ဒါပေမဲ့အချိန်က၃နိုင်တာကြာသွားတယ်။နောက်ထပ်ဘယ်အရာမှမတွေ့တော့မူချန်ကတော်တော်လေးကိုစိတ်ပြက်လာတယ်။လောလီကတော့မူချန်ဖြစ်နေတဲ့ပုံစံကြည့်ပြီးပြုံးမိတယ်။ဒီချိန်မှာပဲအရှိရနဲ့အရာတခုကိုလှမ်းမြင်လိုက်တော့လောလီကပြောတယ်။အရှိကဝိညာဉ်စွာတွေကတာမန်ဝိညာဉ်နဲ့ယုံမဟုတ်လားဘူး။အဲ့ဒါကငါတို့အမဲလိုက်ပွဲမှာပါဝင်တဲ့ကြောင်းသားတွေပဲဖြစ်လိမ့်မယ်။မူချန်ကအဲ့ဒီကောက်နေစိတ်မဝင်စားဘူး။သူကလောလီနဲ့အတူတူအခုမှပြိုင်ပွဲစားဝင်တာ။ ဆဆပြန့်နေပြန်ပွဲမှာသူကအဆက်မကွဲခြင်းဘူးဒေါ်လီက အရှိမရှိတဲ့ကြောင်သားတွေတစ်ချက်ချပြီးမူချုံပြောတယ်ဝိညာဉ်အလင်းနဲ့နေမိတဲ့မှာစီမင်းစည်းကမ်းတချို့ရှိနေလိုက်မယ်ငါတို့ကအခုမှပထမဆုံးအချိန်ဝင်ပြိုင်ဘူးတာဆိုတော့စီမင်းစည်းကမ်းကိုမတိတာလည်းဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ပထမဆုံးအနေနဲ့ဒီနေရာနဲ့ပတ်သက်တဲ့တရင်တချို့ကိုစုံစမ်းရမယ်အဲ့တော့မှမူချံကပြုံလိုက်တယ်ဟုတ်တယ်ငါတို့စီမှာဝိညာဉ်အလင်းနဲ့တချို့ရှိနေတယ်ဒီဝိညာဉ်အလင်းတန်းနဲ့ဆိုရင်တရင်တချို့နဲ့လဲလှယ်လို့ရကောင်းရနိုင်တယ် သူတို့ကငါတို့ကိုညှင်းဆိုင်ရင်တော့ငါတို့လည်းသူတို့ကိုပညာပြရသေးတာပေါ့ဒီလိုနဲ့ပဲသူတို့တွေကအဲ့ဒီကျောင်းသားတွေရှိတဲ့နေရာကိုပြန်သွားကြတယ်ဟိုကိုရောက်မှသူတို့တိလိုက်တာကဒီကျောင်းသားတွေကဝိညာဉ်ဥဒ္ဒနာတိုက်ပွဲဖြစ်နေတာမဟုတ်ပဲねကျောင်းသားအချင်းချင်းတိုက်ပွဲဖြစ်နေကြတာသူတို့မြင်လိုက်ရတဲ့မြင်ဝင်ကကျောင်းသားတအုပ်က၃ယောက်ကိုဝိုင်းထားတယ်အဲ့ဒီ၃ယောက်ကဒီတအုပ်ရဲ့ပြိုင်မဲမဖြစ်တော့ဘူးနည်းနည်းထပ်ပြီးတခိုင်းမဲ့ဆိုရင်ဒီ၃ယောက်ကရှုံးမှုများနေပြီအုပ်စုတွေကခေါင်းဆောင်နဲ့တူတဲ့၃ယောက်ကပြောတယ်အញ្ញံ ငါတို့နဲ့ကိုခတ်ခဲအောင်မလုပ်ချင်ဘူး။ဝိညာဉ်ဥတွေကိုဘယ်မှာစုယုံနေရှိတဲ့ဆိုတာကိုပဲငါတို့ကိုပြောပြ။ဒါလို့ဆိုရင်နှင်းကိုလှုပ်ပေးမယ်။အဲ့ဒီ၃ရောက်တယ်မှာအန်ရန်ဆိုတာကမိန်ကလေး။သူကမူချန်တို့ကြောင်းကိုဆက်စားလာခြင်းမူချန်နဲ့တိုက်ခိုက်မှုတဲ့မိန်ကလေးတယောက်ပဲ။အန်ရန်ကဒေါရတကြီးပြောတယ်။လူချန်ငါနှင်းကိုလုံးဝမပြောပြနိုင်ဘူး။နှတို့တွေကတော်တော်စိတ်ပြက်စရာကောင်းတဲ့ကောင်းနေပဲ။အမဲလိုက်ဝဲကနေငါနှင်းထုတ်ခံရနေတော့တို့တို့တွေစုယုံလေးရှိတဲ့နေရာကိုမပြောပြနိုင်ဘူး။ဒီနေရာမှာ နေငါကိုတတ်ရဲလိုက်မယ်လို့ငါမထင်ဘူးဒီစကားကိုကြတော့လူချန်ဆိုတဲ့ကောင်ကရုံမှန်တဲ့အပြုံနဲ့ပြုံလိုက်တယ်။ तू ကရှိတယ်။ငါနဲ့ကိုမတတ်ရဲဘူးဆိုတော့ဟုတ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာရှိနေတဲ့သူတွေအကလုံးကယောက်ျားလေးတွေပဲ။အကရဲ့ငါတို့သာနေရအသားအရည်ကိုကန်မိသွားရင်တော့စိတ်မဆိုးနဲ့ပေါ့။အန်းရန်ကဒေါ်ရထွက်လို့အသားပါတဆတ်ဆန်းနဲ့တုံနေတယ်။ဒါကိုဟိုကောင်ကဆက်ပြောတယ်။ဒါကြောင့်အန်းရန်ငါတို့ကိုစိတ်ပြောင်းအောင်မလုပ်ပါနဲ့။ အဲ့ဒီနေရာကြောင့်ငါတို့ကိုပြောပြလိုက်ရင်ရလာတဲ့ဝိညာဉ်အလင်းတန်းတွေကိုနေနှဲအတူမျှဝေမှာပါငါရဲ့အချံကဘလို့လဲနေလက်ခံလားအန်းရန်တို့တပ်ဖွဲ့လုံးကမိန်ကလေးတွေပဲအဲ့ဒါကိုသူတို့တွေကလည်းဘလို့အချံထုတ်လို့ထုတ်ရမှန်းမသိတော့ဘူးဒီချိန်မှာပဲမူချံရဲ့အတန်ထွက်ပေါ်လာတယ်ဟာဒီအချံကတိတ်မဆိုးဘူးကောင်းတယ်လို့ငါထင်တယ်အတန်လာရဘူးကြည့်လိုက်တော့မူချံကိုမြင်သွားတယ်အားလုံးကမူချံကိုမြင်တာနဲ့အာမီရဲ့အတန်ကြီးထွက်ပေါ်လာတယ်အန်းရန်တို့ကတော့မူချံတို့ကိုမြင်တာနဲ့တော်တော်လေးကိုပျော်သွားတယ် ဟိုလူချံဆိုတဲ့ကောင်ကတော့မျက်နှာပြက်နေတယ်။မူချံတို့ကကြောင်းတွေဝင်လာတာမကြသေးဘူးဆိုပေမဲ့နာမည်ကြီးတော့လူတိုင်းနီးနီးကသိနေကြတယ်။လူချံကပြောတယ်။မူချံဒီကိစ္စကမင်းတို့နှစ်ယောက်နဲ့မဆိုင်ဘူး။ဘာလို့ဂျောင်းဝင်နှောက်ရှက်ရတာလဲ။ငါသာတရင်အချက်လက်တွေကိုရရင်နေတို့ကိုမျက်ဝေပေးပါမယ်။အဲ့ဒီခါကျရင်ငါတို့တွေတူတူသွားကြတာပေါ့။ဒါကိုအန်းရံကဝင်ပြောတယ်။မူချံငါတို့ကိုကူညီပေးပါ။နေငါတို့ကိုကူညီပေးရင်ငါတို့နေ့ကိုတရင်အချက်လက်တွေပေးမယ်။မူချံကဒီစကားကိုကြားတော့တော်တော်လေးကိုပျော်သွားတယ်။ ပြီးတော့လည်းလူချံဘက်ကိုလှည့်ပြီးတော့ပြောတယ်စီနီယာအန်းရံကငားရဲမိတ်ဆွေမင်းမင်းရဲ့လူတွေကိုခေါ်ပြီးတော့ဒီကနေထွက်သွားလိုက်ပါလူချံကမူချံဦးမကျင်မနှက်ဖြစ်သွားတယ်သူအချက်ပြလိုက်တာနဲ့သူရဲ့လူတွေကအန်းရံတို့နဲ့အတူမူချံတို့ကိုပါပတ်လည်မှဝိုင်းထားတယ်မူချံကလောလီကိုပြောတယ်ဒီကိစ္စကိုငါပဲဖြစ်ရှင်းလိုက်မယ်ဒီကောင်တွေကိုငားနဲ့ထားလာလိုက်လောလီကခေါင်းညှစ်ပြလိုက်တယ်ဒီအဖွဲထဲမှာပေါင်းဆက်ကောင်းဝင်အစင်ရှိတဲ့ကောင်ကအစွမ်းအထက်ဆုံးဆိုတော့မူချံနေနဲ့မနိုင်စရာဘာဆောက်ကြောင်းမှမရှိဘူးလူချံကပြောတယ် မင်းတို့နှစ်ယောက်တည်းနဲ့ငါတို့အဖွဲသားတွေကိုတိုက်ခိုက်မယ်ပေါ့မူချန်ကသူ့ကိုလှောင်မြုံပြုံးမိတာနဲ့သူ့စီကိုတော်တော်လေးကိုမြန်တဲ့အချိန်နဲ့ပြေးဝင်လာတယ်။လူချန်ကသူ့ရဲ့လူတွေအမိတ်ပေးလိုက်တယ်။အဲ့ဒီကောင်ကိုတားထားကြမူချန်ရဲ့ခြေတော်အောက်ကနေငကားဟိုင်းလန်တစ်ခုထွက်ပေါ်လာပြီးဖွေကနေအချိန်နဲ့သူလူချန်ရဲ့အရှိမပေါ်လာတယ်။သူ့ရဲ့အသက်မဆုံးလိုက်ဘူး။သူ့ရဲ့ရင်ဘတ်ပေါ်မှာမူချန်ရဲ့လက်ဝါးတစ်ချက်ကထိတ်သွားပြီးလက်ဝါးချက်ထိတ်သွားတာနဲ့လူချန်ကအဝေးကြီးကိုလွတ်ထွက်သွားပြီးတော့ကြောက်တုံးနေနဲ့ထိတ်သွားတယ်။ကြောက်တုံးတွေကသူ့ရဲ့ကိုယ်ပေါ်မှာပြန်ပြီးပြုတ်ကျလာတယ်။ ီးတော့အက်လက်အက်သွားတယ်။လူချန်ကသူ့ရဲ့စိတ်ထဲမှာဘာထင်လဲဆိုရင်သူ့ရဲ့ခွာဆိုင်ကောင်းကင်ကူပြောင်းခြင်းအစဉ်နဲ့မူချန်ကိုတားထားမယ်ပေါ့။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ခွာဆိုင်ကောင်းကင်ကူပြောင်းခြင်းအစဉ်ကမိုးနဲ့မြေလိုကွာခြားနေတာတော့သူမသိလိုက်ဘူး။မူချန်အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ခန္ဓာကလူချန်ရဲ့တပည့်တွေအားလုံးကတက်ရောက်ပြီးတယောက်မြေကြီးပေါ်ပြုတ်ကျသွားတယ်။ဘဒုလက်ချက်လဲဆိုရင်လော်လီရဲ့လက်ချက်ပဲ။မူချန်ကအန်ရန်ကိုမြင်တယ်။စီနီယာအန်ရန်ဘာဖြစ်သွားလိမ့်လဲ။အန်ရန်ကတော့မူချန်နဲ့လော်လီကိုကြည့်ပြီးစိတ်ရှုပ်ထွေးသွားတယ်။ လွန်ခဲ့တဲ့လနဲ့နဲ့ကမှမူချန်ကသူ့ရဲ့အောက်မှာပဲရှိသေးတယ်။ဒါပေမဲ့အခုတော့မူချန်ကသူ့ထောက်ကိုတာသွားပြီးအန်းရန်ရဲ့ဘေးနားမှာရှိတဲ့မိန်းကလေးနှစ်ယောက်ကတော့မူချန်ကိုခိုးခိုးပြီးကြေးနေကြတယ်။မူချန်ကတော့အဲ့ဒီလင်နာယူမနှစ်ကောင်ကိုစိတ်မဝင်စားဘဲနဲ့အန်းရန်ကိုမေးတယ်။စောနာကစီနီယာလို့ပြောနေတယ်။စူဝေတဲ့နေရာကဘာလဲ။အန်းရန်ကပြောတယ်။အဲ့ဒီဝိညာဉ်အလင်းနဲ့နေမိတဲ့မှာကဝိညာဉ်စွမ်းအားတွေရှိပေမဲ့လူပုံစံဝိညာဉ်ဥတွေအားလုံးတန်လျာတဲ့စူဝေနိုင်မှုဆိုတာမဖြစ်နိုင်ဘူး။ တာမန်နေရာတွေမှာဆိုရင်မြားပြတဲ့ဝိညာဉ်နေရုပ်တို့ဝိညာဉ်မြင်ရုပ်တို့ကိုတဏှာနဲ့မြင်သွင်းနိုင်ဖို့ကလည်းမလွယ်ကူဘူးဒါပေမဲ့မြင်အနေအထားအရတချို့နေရာတွေမှာလူပုံစံဝိညာဉ်ဥတွေစုယုံလို့ရတယ်အဲ့ဒီနေရာကိုစုဝေးတဲ့နေရာလို့ခေါ်တာစုဝေးတဲ့နေရာကိုရှာသွင်းနိုင်ရင်မြောင်များစွာသောဝိညာဉ်အလင်းနာနေကိုရလိမ့်မယ်ဒီလိုမှမဟုတ်ရင်ဝိညာဉ်အလင်းနာနေမြေတစ်ခုလုံးကိုရှာရင်တော့လုံလောက်တဲ့ဝိညာဉ်အလင်းနာပမာဏကိုရမှာမဟုတ်လောက်ဘူး မူချာငါတလန်လုံးလာတော့မှဝိညာဉ်အလင်းနှံဥဘဏ္ဍခုမှမရခဲ့လို့သူကစိတ်တရနေတွေးလိုက်တယ်။ပြီးတော့အန်ရံကိုပြန်မိတယ်။သူ့ဝေးတဲ့နေရာနဲ့ပတ်သက်တဲ့တဲ့င်းကိုစီနီယာအန်ရံကဘယ်နေရာကရခဲ့တယ်လဲ။အန်ရံကပြောတယ်ဒီလိုမျိုးတဲ့င်းအချက်လက်ကိုဝိညာဉ်တန်ဖိုးခံမှပါပဲဝယ်လို့ရတယ်။ဈေးကတော့အရန်ကိုကြီးလွန်းတယ်။ဒါအပြင်ဝိညာဉ်ဥလူတွေစုဝေးနေတဲ့နေရာကလည်းနှစ်တိုင်းပြောင်းလဲရှိတယ်။ဒါကြောင့်ဘဒုခမသိကြတဲ့တဲ့င်းအချက်လက်ကိုရကြမှာမဟုတ်ဘူး။အဲ့ဒီတဲ့င်းကိုငါတို့တောင်ရစုပေါင်းပြီးဝယ်ခဲ့ကြတာ။ လူချန်ဆိုတဲ့ကောင်ကအဲ့ဒီတဲ့င်းကိုရလိုက်မယ်လို့ဘဒူကထင်မိမှလဲဒါပေမဲ့ငါတို့တုံယောက်ကိုနေရောကဲခဲ့တယ်ဆိုတော့ဝိညာဉ်ဥတွေစူဝေတဲ့နေရာကိုငါတို့နေတို့ကိုပြောပြမယ်မူချန်ကသတို့ဒီတဲ့င်းသိသွားလို့နှစ်ယောက်နဲ့သွားမယ်ဆိုရင်အပြစ်မကင်ဘူးလို့စိတ်တရားနဲ့တွေးမိလိုက်တယ်အဲ့တော့အန်ယန်ကိုပြောတယ်စီနီယာအန်ယန်ကျွန်တော်တို့နှစ်ယောက်ကလူသစ်တွေပါဒါကြောင့်ဝိညာဉ်အလင်းနဲ့နှစ်မြင်နဲ့မရင်းနေဘူးအဲ့ဒါကြောင့်အဆင်ပြေမယ်ဆိုရင်ကျွန်တော်တို့နှစ်ယောက်ကိုပါတခါတည်းခေါ်သွားပလား ရားလာတဲ့ဝိညာဉ်အလင်းန်းလေးကိုလည်းတယောက်တစ်ဝက်စီယူကြတာပေါ့မုံချန်ရဲ့စကားကိုဘဒူမားတော့ယုံမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်အလင်းန်းနေကကိုယ့်အတွက်လုံလောက်ပါမလားဆိုတာဘဒူမားမသိကြဘူးလူတယောက်ကဝိညာဉ်အလင်းန်းနေပူပူပြီးရလေအလင်းန်းအာနာကိုပူရလေပဲဟိုသုံးရကတော့မူချန်းကြည့်ပြီးတော်လေးကိုတဘောကျသွားတယ်လော့လီကတော့ဟိုပဲလှည့်ပြီးတော့စိတ်တကနေပြောလိုက်တယ်တော်တော်ကိုတဘောထားကြီးပြားနေတာပဲအဲ့လိုပြစ်သွားတော့မူချန်ကဘာလို့လို့လောက်ရမှမသိဘူးဖြစ်သွားတယ်ဒီမှအိုင်းရန်ကိုပြောတယ် စီနီယာအန်းရံအရှိကန်နဲ့ဦးဆောင်ပါဖြစ်နိုင်ရင်ခန့်မှန်မှန်လေးသွားကြရအောင်အန်းရံကခေါင်းညှိပ်ပြီးတာနဲ့အရှိကန်နဲ့သွားလိုက်တယ်မူချန်တို့ကတော့အနာဂတ်နဲ့လိုက်သွားတယ်သွားနေရင်လည်းအန်းရံကပြောတယ်မူချန်ဝိညာဉ်ဥတွေစုဝေးတဲ့နေရာအကြောင်းကိုငါတို့တွေကဝိညာဉ်တန်မှုခံမတွေကနေဝယ်ခဲ့တာငါတို့ဝယ်ခဲ့တယ်လို့တခြားအကြောင်းသားတွေလည်းဝယ်ခဲ့မှအသေးကြပဲမူချန်ကချက်ချင်းပြန်မိတယ်စီနီယာပြောချင်တာကတခြားចောင်းသားတွေလည်းဝိညာဉ်ဥလူတွေစုဝေးတဲ့နေရာကိုမျက်စိကြားနေတယ်ဆိုတာလားအန်းရံကပြောတယ် အဲ့ဒါကဖြစ်နိုင်ရင်ရှိတဲ့တခုစီတော့နီလန်းပဲမူချန်ကသွားနေရင်လည်းတစ်ချက်စဉ်းစားလိုက်တယ်ပြီးတော့အန်ရန်ကိုပြန်ပြောတယ်အခုခဏထားတာအောင်အဲ့ဒီကိစ္စကိုအဲ့ဒီကိုရောက်မှပဲထပ်ပြီးစဉ်းစားကြတာပေါ့နိုင်ဝဲလောက်ပြန်သွားပြီးတော့ခဏနေကြတော့အန်ရန်ကအရှင်လျှော့လိုက်တယ်ပြီးတော့မူချန်တို့ပြောတယ်အရှင်လျှော့ကြတော့ငါတို့မကြခင်ရောက်တော့မယ်၁၀မိနစ်လောက်ကြာပြီးတော့သူတို့တွေကတောင်ထိပ်တစ်ခုပေါ်မှာရပ်လိုက်တယ်တောင်အောက်မှာတော့တော်တော်လေးကိုကြည့်မှလည်းကြောက်ရီတစ်ခုရှိတယ် ကြောက်ကြီးထဲမှာတော့တော်တော်လေးကိုတောက်ပန်းနေတဲ့ဝိညာဉ်ဥတွေအများကြီးပဲအခြေအတွက်အပြင်အ ਨੇ ဆုံးတော့ထောင်ထဲချိနေတယ်မူချန်ကကြိတ်ပြီးတော်တော်လေးကိုပျော်သွားတယ်ဟာတော်တော်လေးကိုများတဲ့ဝိညာဉ်ဥတွေပဲလောလီကဝိညာဉ်ဥအောက်စုတဲကနေရာတစ်ခုကြည့်ပြီးတော့ပြောတယ်အဲ့ဒီအဖွဲရဲ့အလေတဲတဲမှာတော့အစွမ်းထက်တဲ့ဝိညာဉ်ဥလေးတကောင်တော့ရှိတဲ့ပုံပဲလောလီကြည်တဲ့နေရာကိုမူထန်ရဲ့အကြည့်ကလည်းရောက်သွားတယ်ပြီးတော့သူကတေးသေးချာချာကြည့်ပြီးတော့ပြောတယ်အဲ့ဒါကဒုတိယအစင်းဝိညာဉ်မြင်ရောက်ပဲ အန်ရံကဝိညာဉ်ဥတွေကိုတစ်ချက်ကြည့်လိုက်တယ်တော်တော်လေးကိုမြားတဲ့ဝိညာဉ်ဥတွေပဲပြီးတော့မူချံပြန်မိတယ်မူချံနေဘလိုစီစဉ်ထားလဲမူချံကမျက်မှောင်ကျုပ်ပြီးတော့စဉ်းစားလိုက်တယ်မြားပြန်လုံးတဲ့ဝိညာဉ်ဥတွေအပြင်ကောင်းငင်ကူပြောင်းခြင်းအစဉ်ရှိတဲ့ဝိညာဉ်မြင်ရုပ်လေးပါပါနေတယ်ဆိုတော့ရင်ဆိုင်ရမယ့်ရန်သူတွေကပေါ်ပသေးသေးမဟုတ်ဘူးပြီးတော့လည်းမူချံကပြန့်ဖြေတယ်ငါတို့ရဲ့လူဦးရေရာသူတို့ထက်နေတဲ့အတွက်ဒီနေရာမှာသူတို့ကိုတိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးထင်တယ်လော်လီကတောင်ပပတ်လက်ကိုလိုက်ပြီးတော့ကြည့်လိုက်တယ် ီးတော့သူကပြောတယ်ဒါအပြင်ဒီနေရာကိုရောက်နေတဲ့သူတွေကလည်းငါတို့တပ်ဖွဲ့တယ်မဟုတ်ဘူးမူချန်ကလည်းတောင်ပပလက်ကိုလိုက်ပြီးတော့ခြေလိုက်တယ်ဒါပေမဲ့ဘဒုကမှမတွေ့ရဘူးပုံးနေမှန်းသိသွားတော့သူကအားလုံးအော်ဟော်တယ်မိတ်ဆွေတို့ဘာလို့ပုံးနေကြတာလဲဒီနေရာမှာရှိနေတဲ့ဝိညာဉ်ဥလီတွေကအရန်ကိုများလုံးနေဘဒုကမှသူတို့ကိုတိုက်ရဲကြမှာမဟုတ်ဘူးဒါကြောင့်ငါတို့တွေအတူတူပူးပေါင်းပြီးတိုက်ခိုက်ကြရင်ပူမကောင်းဘူးလားမူချန်ရဲ့အတန်ဆုံးသွားတာနဲ့တယောက်မှတော့ထွက်မလာသေးဘူး ခန်းရနေကြတော့လေသိုးတန်တဲ့သူတယောက်ပြီးတယောက်ထွက်လာတယ်နောက်ဆုံးမှတော့တော်တော်လေးကိုများပြားတဲ့လူဦးရေကိုတွေ့ရတယ်လူဦးရေများတယ်လို့အဖွဲကလည်းတော်တော်လေးကိုများတယ်ထွက်လာတဲ့လူတွေအကလုံးကိုမူချမ်းကနှုတ်ဆက်လိုက်တယ်မူချမ်းပါအားလုံးကိုတွေ့ရတာဝမ်းသာပါတယ်ဒီမှာရှိနေကြတဲ့လူတွေအားလုံးကတော့မူချမ်းရဲ့နာမည်ကိုကြားလာတိုင်းအံ့ဩသွားတယ်ဒီနာမည်ကိုသူတို့ကကြားဘူးနေတာကြားနေပြီဒါပေမဲ့လူကိုတော့တခါမှမမြင်ဘူးကြဘူးကဲဒီနေ့ဝီဒီမှာပဲရထားမယ်အစကောင်မနားမှာထပ်ပြီးတင်ပေးမယ်ဒီနေ့ဘိုးဘိုင်အားလုံးကျေးဇူးတင်ပါတယ်